သူ့ရဲ့ရန်ညှိုးထားမှာကိုမခံနိုင်လို့ဝီဂါတွေကိုပြန်ပို့ခဲ့တာလို့ထိုင်းတူဝင်ကြီးကပြောလာပါတယ်။ဝီဂါမွတ်စလင်တွေကိုတခြားနိုင်ငံတွေစီလွှဲပြောင်းမပေးဘဲတရုတ်စီပြန်လည်ပို့ဆောင်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာတရုတ်ရဲ့အညှိုးထားမှုကိုမခံချင်တာကြောင့်လို့ထိုင်းဆိုရဖွဲ့ဝင်ဒူးဝင်ကြီးတူကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထိုင်းဆိုရဟာပြည်တွင်းမှာ7နှစ်လောက်ကြာထိန်းသိမ်းထားတဲ့ဝီဂါမွတ်စလင်40ကိုတရုတ်စီပြန်ပို့ခဲ့ပါတယ်။ဝီဂါတွေဟာတရုတ်နိုင်ငံအနောက်မြောက်ပိုင်း စင်ကြမ်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအဓိကနေထိုင်ပြီးတရုတ်စိုးရဟာအဲ့ဒီလူနည်းစုမျိုးနွယ်တွေပေါ်လူမျိုးတုံးဖိနှိပ်မှုတွေကျူးလွန်နေကြအောင်ဆွဆွဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်တကယ်လို့ဝီကာတွေကိုတရုတ်စီလက်လွဲပေးမယ်ဆိုရင်သူတို့ကိုဒုက္ခတော်တဲ့ပို့လိုက်ပြီးအန်ဒီရီဂျုံသွားစေနိုင်တယ်လို့လူခွင့်ဖွဲ့စည်းတဲ့နိုင်ငံတကာအတိုင်းဝိုင်းကသတိပေးခဲ့ပေမဲ့ထိုင်းကတော့တရုတ်ဖိအားကိုမခံနိုင်လို့တရုတ်စီကိုပဲပြန်ပို့ခဲ့ပါတယ် ဝီကာတွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထွင်းသိမ်းစင်တာကနေအလုံးပိတ်ကားတွေပေါ်တင်ပြီးမနက်စောပိုင်းမှာတိုးတိုးသိသိနဲ့ဒုံမောင်းလေးစိတ်ကိုပို့ဆောင်ခဲ့တာပါအဲ့ဒီဝီကာတွေကိုကြိုတင်ကြီးညာမထားတဲ့တောင်တရုတ်လေကြောင်းခီးစင်ပေါ်မှာတင်ပြီးစင်တန်းဒေသစီခေါ်ဆောင်သွားပါတယ်ဝီကာတွေကိုတရုတ်လက်ထက်အလိုက်တဲ့လို့ရပေါ့အမေရိကန်ပါဝင်နိုင်ငံတကာအတိုင်းဝန်ကထိုင်းကိုအပြင်းထန်ရှုတ်ချဝေဖန်ခဲ့ပြီးမြန်ထိုင်းဆိုရကတော့အဲ့ဒီလို့ရပေါ့အသေးအံကောက်ွယ်ခဲ့ပါတယ် ကုလလူခွင့်ပညာရှင်တွေကဝီကာတွေဟာတရုတ်မှာနှိမ့်ဆက်ညင်ပန်းတော့စင်တကြဖိနှိပ်တာအပြင်မမျော်မှန်းနိုင်တော့တဲ့ NLD ပါကြုံတွေ့သွားနိုင်တယ်လို့ပြောပါတယ်ထိုင်းနိုင်ငံဂျာယီဝန်ကြီးဌာနဒူးဝန်ကြီးရွန်ဂျာစ်လီချန်ဒရာကတော့အဲ့ဒီဝီကာတွေကိုလက်ခံပေးပါမယ်လို့နိုင်ငံတချို့စီကကန့်လန့်မှုရခဲ့ကြောင်းဝန်ခံပါတယ်စောပိုင်းတော့ထိုင်းဟာဝီကာတွေကိုလက်ခံပေးမဲ့နိုင်ငံမရှိဘူးလို့ညင်းချက်ထုတ်ထားပါတယ်အဲ့ဒီကန့်လန့်နိုင်ငံတွေစင်းကိုမကျင်ညာပေမဲ့ အမေရိကန်ကနေဒါအော်စတြေးလျတို့ဟာဝီဂါတွေကိုလက်ခံပေးဖို့အဆိုပြုခဲ့ကြောင်းတည်တည်ပြောပါတယ်ဒါပေမဲ့ထိုင်းနေအတွက်ကတော့ဝီဂါတွေကိုတခြားဂျာနိုင်ငံတစ်ခုစီလက်လွှဲပေးလိုက်ဖို့ဆိုတာဟာလက်တွေ့ကျတဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ထိုင်းဒုဝန်ကြီးကပြောပါတယ်ဒီလိုမျိုးသားထိုင်းကဆုံးဖြတ်ရင်ထိုင်းနဲ့တရုတ်ကြားမှာဆက်ဆံရေးဟာခါးသီးသွားနိုင်လို့ဒါကြောင့်တရုတ်ကပဲပြန်ပို့ခဲ့တာလို့သူကရှင်းပြပါတယ်ထိုင်းနိုင်ငံသားအများပြားရဲ့ဘဝတွေကိုထိခိုက်သွားစေနိုင်တဲ့တရုတ်ရဲ့လက်တော်မြတ်မှုကိုထိုင်းက ကြုံသွားနိုင်တာမဖြစ်မနေထက်တွက်ပြီးအကောင်းဆုံးရွေးချယ်မှုကိုလှုံ့ဆော်ခဲ့တာဖြစ်လို့လို့သူကဆိုပါတယ်တရုတ်ဘက်ကဘလို့လက်စားချေတွန့်ပြန်နိုင်တယ်ရှိမလဲဆိုတာကိုတော့အသေးစိတ်မှတ်ချက်မပေးပါဘူးတရုတ်နိုင်ငံချိုင်းဝန်ကြီးဌာနကထိုင်းစီကနေလက်လွှဲပေးလိုက်တဲ့သူတွေဟာတရားမဝင်ရွှေပြောင်းအခြေချသူတွေဖြစ်ပြီးတရုတ်ထိုင်းနဲ့နိုင်ငံတကာစီမင်းဥပဒေနဲ့အညီရေးယူသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်ပြန်ပို့ခံရတဲ့ဝီဂါ၄၀ဟာ၂၀၁၄ကအထိုင်းကနေထွက်ပြေးလာပြီး အဖမ်းခံခဲ့ရတဲ့ဝီဂါ၃ဝါထဲမှာပါဝင်ပါတယ်အဲ့ဒီတွေကတချို့ကိုထိုင်းကတရုတ်စီပြန်ပို့ခဲ့ပြီးတချို့ကတော့တူရကီကိုလက်လွဲပေးခဲ့ပါတယ်ကျန်တဲ့ဝီဂါတွေကတော့ထိုင်းနိုင်ငံမှာ၁၀စုနှစ်တခုကျော်လာတဲ့အထိဆက်လက်ချုံနောက်ခံထားရတာဖြစ်ပါတယ်